ဒီနေ့ပုံတွေကို Microsoft Word ထဲမှာခေါ်ထည့်ထားတယ်။ Microsoft Word ထဲမှာခေါ်ထည့်ထားတဲ့ပုံတွေကိုသူက caption တွေထည့်ပြီးတော့ကြာလို့ JPEG file နဲ့ပြောင်းလာလို့မိထားလေးပြောပြပေးမယ်။အဲ့တော့အရင်ဆုံးအခုဒီမှာကခေါင်းစဉ် Microsoft file ထဲမှာခေါင်းစဉ်ရှိနေမယ်ပေါ့နော်။အဲ့ထဲမှာ ပုံတစ်ပုံခေါ်ထည့်လိုက်မယ်။ insert here picture ပြီးရင် this device နဲ့နော်။အဲ့တော့ခေါ်ထည့်လိုက်တဲ့ပုံကကိုလိုချင်တဲ့ပုံ video user တစ်ခုရွှေ့လိုက် အဲ့တော့ about video ဆိုဗီဒီယိုပုံလေးရေးလိုက်တယ်ပြီးရင်ဒီပုံလေးမှာဘေးကသူကစာနဲ့ပုံနဲ့သူကထက်နေထက်နေရင်သူကမထက်အောင်လို့နည်းနည်းလေးစာတွေကိုခောက်ဆင်းတဲ့ပုံစံလေးသွားမယ်အဲ့တော့ဒီဘက်က layer option နဲ့ကနေပြီးတော့ type ကိုရွေးလို့ရတယ် square ပုံစံကိုရွေးလို့ရတယ်ကိုကြိုက်တဲ့ပုံစံရွေးနော်အဲ့တော့ဒီဘေးမှာ layer option တွေမပါခဲ့ဘူးဆိုရင်လည်း picture format တွေက red text ဆိုတာရှိတယ် အဲ့ဒီအနေ square ပုံလေးတွေ top and bottom ကိုကြိုက်တဲ့ပုံလေးတွေရွှေဒါဆိုနေရာရွှေလို့ရမယ်ပေါ့နော်အဲ့တော့နေရာရွှေပြီးသွားရင်ဒီအောက်မှာက caption ခေါ်ထည့်ချင်တာဟုတ်အဲ့တော့ caption ခေါ်ထည့်ဖို့အတွက်ဆိုရင်ပုံဝင် selection မှတ်ထားတဲ့ချိန်မှာသုံးရမယ့် tab က reference tab ကြီးအနေနဲ့သွားပြရမယ်နော်ဒါလေးအဲ့တော့ reference tab ကြီးအဒီမှာရှိတယ်အဲ့အဲ့ reference တက်လေးမှာနှိပ်ပြီးသွားရင်ဘာလဲသွားရမလဲဆိုရင်ဒီအောက်မှာ caption ဆိုတာလေးရှိတယ် အဲ့တော့ reference step တွေကဒါလေးနဲ့ပြပြမယ်။ဒါဆို reference step မှာ caption ပြီး insert caption เนาะဒါလေးကိုရွှေ့လိုက်ရတယ်။အဲ့တော့ insert caption ကိုရွှေ့လိုက်ရင်ဒီပုံရဲ့အောက်မှာအခုဆိုရင်ဒီမှာ insert caption ကိုရွှေ့လိုက်တယ်။ဒီမှာ caption ဆိုပြီးပေါ်လာတယ်။အဲ့ဒီမှာပေါ်တဲ့စာမှာ graphic 1ထည့်မယ်ပေါ့။နောက်တစ်ခုက figure 1ရဲ့အောက်မှာဒီပုံရဲ့အောက်မှာထည့်ခြင်းလေဆိုရင် below selected item ကိုရွှေ့ အပေါ်မှာထည့်ကျင်နေဆိုရင် above selected item ကိုရွှေ့ဘူပုံးရဲ့အောက်မှာထည့်ကျင်တာဖြစ်တဲ့အတွက် below selected item ကိုရွှေ့မယ်ပြီး okay နဲ့ထွက်လာဒါဆိုဒီမှာ figure 1လေးရလာတယ်နော်အဲ့အိမ်မှာမှာကိုကစာလေးဖြည့်ကျင်နေဆိုရင် space ချပြီးတော့ဒီမှာစာလေးဖြည့်လိုက်လို့ရတယ် bo w e r power button ပေါ့နော် power button လို့ဖြည့်ပြီးသွားရင်တော့ဒီ caption စာနဲ့ဒီအကွာပုံလေးကို shift key ကို b click နေနော်နောက်ခုဆက်လက်မှတ်လိုက်ရမယ် ဆက်လက်မှတ်ပြီးသွားရင်တော့ဒီပေါ်မှာပဲ right click တက်နေဒီမှာ group ဆိုလည်းရှိရနော်အဲ့တော့ဒီပေါ်မှာ right click နေမယ် group group ကနေညာဘက်မှာနောက်ထပ် group လေးကိုထည့်လိုက်ဒါဆိုရင်တော့ဒီပုံနှစ်ပုံဒီတစ်ခုလေးဖြစ်သွားပြီအဲ့တော့အဲ့ပုံကိုသူက jpeg file ပြောင်းချင်တာဟုတ်အဲ့တော့ jpeg file ပြောင်းချင်တာဖြစ်တဲ့အတွက်ဒီပုံပေါ်မှာနောက်ထပ် right click တက်နေပို့လို့ရတယ်ပုံပေါ်မှာ right click နေ right click နေပြီးသွားရင်သူ့ရဲ့ output ကိုဆက်ကြည့်သွားအောက်ဖက်မှာဒီမှာ comment မမြင်အောင်ဖြစ်နေနော်နည်းနည်းလေးပြန်ချုပ်လိုက်မယ် ဒီပုံပေါ်မှာ right click နဲ့ right click နဲ့ပြီးတော့အရင်ဆုံးသူ့ကို copy ကူလိုက်မယ် copy copy ကူပြီးတော့ရင်တော့စာပြအသစ်ယူမယ် file name က new နဲ့ကြွားလိုက်ပြီးရင် blank document အဲ့ဒီထဲမှာ paste ဆိုတာရှိမယ်ထိတ်ဆိုတာ paste ရထားရူးမှာနှိပ်ပြီးဒီနောက်မှာ picture ဆိုတာရှိမယ်နှိပ်လိုက်ဒါဆိုရင်တော့ဒီပုံလေးဒီမှာဒီပုံက picture အနေနဲ့ဝင်သွားပြီအဲ့တော့အဲ့ဒီပုံပေါ်မှာနောက်ထပ် right click နှိပ်ပြီးကိုယ်ကတင်ချင်တာဖြစ်တဲ့အတွက် save as picture ဆိုတာလေးကိုရွှေ့လိုက် ဒါဆိုဒီမှာ picture ဆိုနာမည်လေးနဲ့ရှိတယ် saves saves မှာကိုသိင်းချင်တဲ့နာမည်ပြီးလို့ရတယ်နော်ဒါဆိုရင် picture နာမည်မှာ power button ဆိုနာမည်လေးပေးမယ်ပြီးအောက်က saves type မှာတော့ jpg ပြောင်းသိမ်းနိုင်လို့ရပြီဒီမှာ picture လမ်းကြောင်းထည့်မှာသိမ်းမယ်ပြီးရင် save ကိုတည်းအဲ့တော့ဒီစာရွက်လေးသည်ဘယ်လိုရောက်သွားမလဲဆို picture အောက်ထည့်လို့ရောက်သွားလိမ့်မယ်အဲ့တော့ picture အောက်ထည့်လို့သွားကြည့်ရအောင် this pc ပြီးရင်ဒီဘက်ခြမ်းက picture ဒါဆိုရင်တော့ဒီမှာ power button ဆိုရဲပုံလိုက်ရလိမ့်မယ် figure 1 power button ပေါ့နော်တကယ်လို့အဲ့ဒါဒီကိုမှကိုကတည့်ရွက်တဲ့တပုံချင်းစီမဟုတ်ဖက်နဲ့စာရွက်တည့်ရွက်အနေနဲ့လိုချင်နေဆိုရင်တော့ဒီ Microsoft စာရွက်ထဲမှာဒါတိတော့ဒါပထမစာရွက်ဒီထဲမှာဒါဆိုရင်အပေါ်ကခေါင်းစဉ်လေးရှိမယ် about video ဆိုတာလေးရှိမယ်။ပြီးရင်သူ့ရဲ့အောက်ကလွတ်တဲ့နေရာမှာနှိပ်ပြီးတော့ကြာလေစာလေးရိုက်ထည့်နေပေါ့နော်။ dot equal rand quinza စာပိုက်က၅ဘိုက်လောက်ယူခဲ့မယ်။ ပြီးရင် twin bait enter ဒါဆိုနောက်ထပ်စာပိုင်းရှိရေဒီအောက်မှာနောက်ထပ်ပုံခေါ်ထည့်မယ်ပေါ့เนาะအဲ့တော့စစွားလိုပဲ insert ထည့်ရ picture နောက်ထပ် this device ပြီးရင်တော့နောက်ထပ်ပုံလေးပေါ့ funny video ဆိုတာလေးကိုထည့်လိုက်မယ်เนาะပြီးရင်သူ့ကိုလည်းစာခောက်ဆင်းကျင်တာဖြစ်တဲ့အတွက် picture format ထည့်က red text ဆိုတာရှိတယ်ဒီမှာမြင်ရလိမ့်မယ်เนาะ red text ထည့်ကမှာသူက square ပုံစံလိုချင် square ပေါ့เนาะအဲ့ဆိုရင်အခု square ပုံစံယူလိုက်မယ် square ပုံစံယူပြီးရင်တော့ ဒီပုံဒီမှာပေါ့ဒီလိုလေးရွှေ့လိုက်လို့ရမယ်နော်။အဲဆိုရင်ဒီပုံလေးကရပြီပေါ့နော်။အဲ့တော့အဲ့လိုရွှေ့ပြီးတော့ဒီပုံရဲ့အောက်မှာ caption ခေါ်ထည့်တော့မယ်ဆိုရင်တော့ပုံကိုကလစ်နှိပ်ပြီးရင် caption ခေါ်ထည့်မှာဖြစ်တဲ့အတွက် reference တက်ထည့်ရမယ်သွားမယ်။ဒီမှာ insert caption ဒီမှာ figure 2လေးဝင်တယ်။ဒီအဲ့မှာ quotes ကရိုက်တော့မယ်။ဗာလီလဲဆိုရင်ပေါ်ခြင်းနဲ့စာပေါ့နော်။ a few အဲ့ space ချလို့ရမယ်။ in speech ah v e d v i d e o v i d e o ပြန်တော့ okay နဲ့ထွက်မယ်ဒါလည်းစပုံရအောင်ပါပဲရှင်လူတကယ်လို့ကိုခေါ်ထဲမှာဒီ picture မဟုတ်ဖ ೇನೆ တကယ်လို့ table တွေဆိုရင်လည်းဒီမှာ table ကိုရွေးရင်ဒီမှာ table 1 fan ကြီးဆိုတာလေးဖြစ်သွားလိမ့်မယ်တကယ်လို့ equation ပုံတွေဆိုလည်း equation link ဆိုလည်း equation ပြီးပေါ့ခုကတော့ figure ဖြစ်တဲ့အတွက် figure လေးကိုရွှေ့ထားလိုက်ပြီနော်ပြန် okay နဲ့ထွက်ဒီမှာအောက်မှာစလေးပေါ်လာ အဲ့ဆိုဒီ test bar မှာ click နေသူရဲ့အပေါ်ကပုံမှာ shift click နေပြီးရင် right click ထန်နေပြီးရင် group group ပို့သွားလိုက်နော်အဲ့ဆိုရင်ဒါတို့တွေ့ရလုံးတွေထားကြည့်ကြမယ် view day က one page ဒါဆိုဒီပုံမှာပုံရှိမယ်ဒီမှာလည်းပုံရှိမယ်ပေါ့ဒီကကြတော့ပုံရောစာရောအားလုံးကိုသူမလုပ်ချင်တာလေဆိုတော့ jpeg file ပြောင်းခြင်းနေဆိုဆိုတော့ပုံတပုံချင်းစီပြောင်းတာနော်အဲ့တော့ jpeg file ပြောင်းမှဖြစ်တဲ့အတွက်ဒီစာတွေကို select မှတ်လိုက်ပို့လို့ရပြီးရင် right click နေ copy ပြီးရင်တော့ file နဲ့အနောက်ထပ် document အစ်စ်လေးယူပေးမယ်ဒီထဲရောက်ရင်တော့ paste ထဲကဒီမှာ paste picture အနေနဲ့ကိုပြောင်းပြီးมาရတယ်ဒါဆိုရင်တော့ဒါလေး picture အနေနဲ့ရှိပါပြီအဲ့တော့မှ right click နှိပ်ပြီးတော့သူ့ကို save as picture အနေနဲ့သွားလိုက်နော်အဲဒီတစ်ခါကတော့ document အနေနဲ့ရှိတာဖြစ်တဲ့အတွက်ဒီမှာ picture 3ပြီးရင် D O C U M E N T document ကို သူက JPEG file နဲ့ပြောင်းခြင်းနဲ့ JPEG ကြီးကိုယူပြီးရင်တော့ save အဲ့ဒါဆိုရင်တော့ဒီ bounce လေးတွေကို video file နဲ့ကိုသွားကြည့်လိုက်မယ် this pc မှာ double click နဲ့ now ဒီ pivot ချက်နဲ့ပြချအောင်ယူလိုက်နော်အဲ့ဆိုဒီဘက်က power button ဆိုပြီးတော့တင်ချတာဒါပုံနဲ့ဒီမှာပါလဲဆို caption နဲ့ code ထည့်ထားတာနော် JPEG နဲ့ပြောင်းသိမ်းပြီးသွားပြီပေါ့အဲ့ဒီပုံမှာ right click နှိပ်ပြီးတော့ကြတော့ properties နဲ့ကြည့်လိုက်နော် အဲဆိုသူ file size မျိုးစားသည် jpg file type မျိုးစားဒီတိုင်းပဲဒီမှာစာရွက်စာရွက်တရွက်လုံးကိုပစ်ချပိုင်ပြောင်းခဲ့တာနော် right click နှိပ်ပြီးတော့သူ့ကိုလည်း properties နဲ့သွားကြည့်လိုက်ဒါဆိုရင် jpeg နံပါတ်လေးဝင်ပါလိမ့်မယ်ဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မယ်